အင်္ဂါသမီးနဲ့လက်ထပ်ဖြင့်အိမ်တောင်ကွဲဖို့စာကြပါတဲ့ဟိဝင်ရန်ရန်ကုန်စလီနျူးပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်နှစ်ကုန်ပိုင်းမှာဆိုရင်တော့ပရိသတ်တွေမျှော်လင့်တောင်းတနေတဲ့တရုတ်ဆောင်ဟိဝင်ရန်ရဲ့မင်္ဂလာပွဲကြီးကျင်းပဖို့အချိန်ကနီးကပ်လို့လာခဲ့ပြီဖြစ်ပါတယ် လွန်ခဲ့တဲ့ရက်တွေကတရုတ်စာပိုင်တကွန်ရဲ့ကြီးကျယ်လာတဲ့မင်္ဂလာပွဲကြီးအပြီးမှာပရိသတ်တွေရနဲ့ငယ်စဉ်ဖန်နီနဲ့အတူတူဟိန်းဝင်ရဲ့မင်္ဂလာပွဲကြီးအတွက်ကိုမျှော်လင့်တောင်းတနေတာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာဆိုရင်လည်းဟိန်းဝင်ရကဘသူနဲ့လက်ထပ်မလဲဆိုတဲ့အကြောင်းအရာတွေကပရိသတ်တွေကြားထဲမှာရှင်းပန်းဆောင်လျက်ရှိတာပါ။ဟိန်းဝင်ရကအင်္ဂါသမီးနဲ့လက်ထပ်ဖြစ်လိမ့်မယ်လို့အားလုံးကအတိအကျယုံကြည်ထားတာပဲဖြစ်ပါတယ်။တကယ်လို့ဟိန်းဝင်ရကသာပရိသတ်တွေမျှော်မှန်းထားတဲ့စိုးပြစ်သစင်နဲ့လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ငယ်စဉ် င်ဖန်အနေနဲ့ဟင်းဝင်ရဲနဲ့စူပြစ်သစင်ကိုအားပေးနေကြတဲ့ပြည်သက်ကြီးအတွက်ကတော့ပြောမပြတတ်အောင်ပီတိဖြစ်ရမှာအတိအကျပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့သောသူတွေကလည်းစူပြစ်သစင်လေးကိုနှမျောတာကြောင့်ဟင်းဝင်ရဲနဲ့လက်ထက်မှာကိုမလိုလားကြပါဘူး။ဒါပေမဲ့ဟင်းဝင်ရဲရဲ့နှစ်ဖက်သောမိဘဆွေမျိုးတွေကတော့စူပြစ်သစင်နဲ့ဟင်းဝင်ရဲကိုသဘောတူသိအောင်ရောင်ရှိပါတယ်။လွန်ခဲ့တဲ့ရက်တွေကဆိုရင်လည်းဟင်းဝင်ရဲရဲ့အတော်တော်ဆက်သူတရုတ်ဆောင်မိုးခန်းကတကယ်လို့စူပြစ်သစင်နဲ့တာလက်ထက်ဖြစ်ခဲ့မယ်ဆိုရင်တော့တမီးအရင်လိုတေချာလေးကိုဆောင် ောင်းရှောက်ပြီးမှပါလို့ပြောပြလာခဲ့ပါတယ်။နောက်ပြီးဟင်းဝင်ရန်ကိုတိုင်ကတော့ဘသူဘေဝါနဲ့လက်ထပ်ဖြစ်မလဲဆိုတာကိုအခုချိန်ထိအတိအကျထုံမပြောထားသေးလို့လေပရိသတ်တွေကခံမှန်းရခက်နေပြန်တော့တာပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့စိတ်ထဲမှာဟင်းဝင်ရန်ကိုစိုးပြစ်တစင်းနဲ့လက်ထပ်ဖြစ်ဖို့အတွက်မယိုးမယွတွေဖြစ်နေတာပါ။ဒီလိုမျိုးအားလုံးကခံမှန်းနေကြတဲ့အချိန်မှာ လူတွေရဲ့အနာဂတ်ကိုဟောပြောပေးနေတဲ့တာရော့ဆီယာမအေဂျန်မိုကတော့ဟိန်းဝီယန်ကအင်္ဂါသမီးနဲ့သာလက်ထပ်ဖြစ်ခဲ့တယ်ဆိုရင်အိမ်နောက်ကွဲကိမြင်တယ်လို့ပြောပါတယ်။အကြောင်းရင်းကတော့ဟိန်းဝီယန်ကအထွန်းဖွားဖြစ်တာကြောင့်အင်္ဂါသမီးနဲ့သာလက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့အိမ်နောက်ကွဲဖို့မြင်ပါတယ်လို့ပြောပြလာခဲ့ပါတယ်။ လွန်ခဲ့တဲ့လတွေတုန်းကကျင်းပခဲ့တဲ့တပည့်တိတ်တင်းဆိုတဲ့အစီအစဉ်တစ်ခုမှာဟင်းဝင်ရံနဲ့စုပြည့်တစဉ်လက်ထပ်ဖြစ်မလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပြည်သက်တွေသိကျင်နေတဲ့မိကွန်းကိုတာရွန်ဆရာမအေးချမ်းမှုကဖြေကြားပေးခဲ့တာပဲဖြစ်ပါတယ်။တာရွန်ဆရာမအေးချမ်းမှုရဲ့ဖြေကိုကြားပြီးတဲ့အချိန်မှာတော့ပြည်သက်တွေကဝိုင်းပြီးပလိန်ကြပါတယ်။ဆရာမကတော့သူဟောတာကိုမကြိုက်ဘူးဆိုရင်တော့လာမမေးပါနဲ့။အမှန်တွေကိုလက်ခံနိုင်မှသာလင်လာမေးပါလို့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဆရာမရဲ့အဟောပြောတွေကြောင့်လဲပြည်သက်တွေကစုပြည့် တစဉ်နဲ့ဟင်းဝင်ရတာလက်ချက်ဖြစ်ခဲ့တယ်ဆိုရင်အိမ်တော်ကွဲသွားမှာကိုလည်းမလိုလားတာပါလွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင်ဟင်းဝင်ရကပထမအိမ်တော်လို့ဆိုလို့ရမယ်ဝိုင်းစုခိုင်သိန်းနဲ့လမ်းခွဲခဲ့တာပါတရားဝင်လက်ထပ်ထားတာမျိုးမရှိဘူးဆိုပေမဲ့ဝိုင်းစုခိုင်သိန်းနဲ့ဟင်းဝင်ရရဲ့အချစ်စလန်ကြောင့်မျိုးကိုပရိသတ်တွေအားလုံးကသိရှိပြီးသားဖြစ်တာပါဒါကြောင့်မလို့လေဟင်းဝင်ရအတွက်ဒုတိယအကြိမ်မြောက်လမ်းခွဲခြင်းမျိုးဆိုတာကိုမလိုလားသလိုနုနယ်ပြီးတော့ဖြူစင်လာတဲ့စိုးပြေတစဉ်အတွက်လည်းနစ်နာရာမျိုးကိုမလိုချင်ကြပါဘူး ဘူးဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောမကြခင်မှာလက်ထပ်တော်မဲ့ဟင်းဝင်ရန်တယောက်ကအင်္ဂါသမီးနဲ့သာလက်ထပ်ဖြစ်မယ်ဆိုရင်အိမ်အောင်ကွဲကိမ့်မြင်တယ်လို့ဟောပြောလာခဲ့တဲ့အပေါ်ဘလို့ရေးထင်မြင်သုံးသပ်မိနေဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်